ရမားကသူ့ထက်အရင်ဘောလုံးလောကရဲ့ထင်ရှားခဲ့သူဘာပေကိုပညာပေးပြီးရင်ပေးနေပါတယ်။ဘာပေနဲ့စုံတိုင်းရမားကအနံ့ယူပြနေတာပါ။ဘာဘီကရီယင်းကိုလာပြီးလာလီဂါရဲ့အရှင်သခင်ဘွဲ့ခံယူမယ်လို့ဟန်ပြင်ခဲ့ပေမဲ့ရမားကြောင့်ရီမန်းထားသလိုဖြစ်မလာသေးဘူး။ရီမန်းထားသလိုဖြစ်မလာတဲ့အပြင်ရမားကြောင့်ဘာဘီခမရအဆက်ကွဲပြီးရင်ကွဲနေရတယ်။ ပြီးခဲ့တဲ့ရာသီမှာဘာပီရဲ့ရီရဲ့အသင်းကရမားရဲ့ဘာစီလိုနာအသင်းကိုအကြိမ်ကြိမ်အခါခါဒူးထောက်အညံ့ခံခဲ့ရတာပါဘာစီလိုနာကြောင့်ရီရဲ့ချန်ပီယံအိမ်မက်တွေအဆုံးသတ်ခဲ့ရတယ်ဘာပီရောက်မှရီရဲ့လည်းခွက်ပြောက်အသင်းဖြစ်ခဲ့တယ်ဂျမားကတခြားပွဲတွေထက်ဘာပီရဲ့ရီယဲနဲ့တွေ့ရင်ထူးချွန်ထက်မြက်လွန်ခဲ့တာပါ သူကဘလွန်ဒီယောဆူအတွက်အပြိုင်ဖြစ်လာမဲ့ဘာပေကိုဥချိုးထားတာလည်းဖြစ်ပါတယ်။ဘာပေကတော့ယမန်းဆိုရင်အတန်မကြမ်းကျင်လောက်အောင် ဖြစ်နေပြီထင်ပါရဲ့။ယမန်းရဲ့တန်မိုးကအတော်လေးမြင့်တက်လာပါတယ်။လက်ရှိဘောလုံးသမားဈေးကွက်မှာပြောင်းရွှေ့ကြီးတန်မိုးအမြင့်မားဆုံးကစားသမားအဖြစ်ယမန်းရပ်တည်နေတာပါ။ယမန်းရဲ့ပြောင်းရွှေ့ကြီးတန်မိုးကယူရိုသန်း100အထိရှိလာပြီးနောက်ထပ်မြင့်မားလာဖို့လည်းရှိနေတာပါ။ ဂျမားကရီယက်ကဘာပီနဲ့ဘန်လင်ဟမ်မန်စီးတီးကဟာလန်တို့ထက်ဈေးကွက်တန်ဖိုးပိုပြီးမြင့်မားနေတာဖြစ်ပါတယ်။ဘာပီဘန်လင်ဟမ်နဲ့ဟာလန်တို့ရဲ့ပြောင်းရွှေ့ခြင်းကဂျမားထက်ပေါင်တန်း20နဲပါပဲယူရိုတန်း180တာရှိပါတယ်။ဘောလုံးလုံးကမှာမက်ဆီစီရိုနေဒိုမာရာဒိုနာတို့ထက်ပိုပြီးထူးချွန်သူမရှိဘူးလို့အစွဲကြီးပါတယ်။ဒါပေမဲ့ယမားကြောင့်အဲ့ဒီအစွဲကျွတ်တော့မယ်။အော်နရီလိုမော်ဆီယာတကူကယမားကစားတာကြည့်ပြီးကြွေစင်းနေတယ်။ယမားက

ဘောလုံးသမိုင်းမှာအကောင်းဆုံးဘောလုံးသမားမက်ဆီနဲ့နှိုင်းရှင်ခံရတာကိုနှစ်သက်သဘောကျပါရယ်။ဒါပေမဲ့ကျွန်တော်ကယမားဖြစ်ပြီးယမားပင်ဖြစ်ချင်ပါတယ်။မက်ဆီလိုအဆင့်တန်းမျိုးရောက်ဖို့ဆိုတာမဖြစ်နိုင်ပါဘူးလို့ပြောခဲ့ပါရယ်။ယမားကမက်ဆီလိုဘာစီလိုနာအသင်းကံဝင်ကစားသမားဖြစ်ချင်ပြီးကစားသမားဘဝတစ်လျှောက်လုံးဘာစီလိုနာတည်င်းထဲမှာပဲကစားချင်နေတာပါ။ ရမားကလာမစီယာအကယ်ဒမီထွက်ကစားသမားဖြစ်ပြီးအသက်16နှစ်အရွယ်မှာပဲထိတ်တန်းအဆင့်အောင်ပွဲတွေရယူထားလို့အနာဂတ်ဘလွန်ဒီယောပိုင်ရှင်အဖြစ်သတ်မှတ်ခံထားရတယ်။ဘာစီလိုနာအသင်းပရိသတ်တွေကလည်းရမားကိုဒုတိယမက်ဆီဖြစ်လာမယ်ဆိုပြီးယုံကြည်နေတာပါ။ဘာစီလိုနာအသင်းကရမားကို2032ခုနှစ်အထိသက်တမ်းရှည်စာချုပ်ချုပ်ဆိုထားပြီးထိန်းသိမ်းထားပါတယ်။ ရမားကသူ့ရဲ့ကစားသမားဘဝကိုဘာစီလိုနာမှာပဲနှစ်ကာလများစွာအခြေချဖို့ဆန္ဒရှိနေတာပါ။ဘာစီလိုနာရဲ့ယဉ်ကျေးမှုဟာလူငယ်မျိုးဆက်သစ်တွေလက်ဆင့်ကမ်းသေဆောင်ရင်းခမ်းနားထဲဝါခဲ့ပါတယ်။မက်ဆီကဂွာဒီယိုလာလက်ထက်ဘာစီလိုနာရဲ့ DNA ဖြစ်ခဲ့တယ်လို့အခုယမားကဘာစီလိုနာရဲ့ DNA ဖြစ်နေပါပြီ။ကိုလိုလိုရေဘောလုံးလောကကပေါ်ရန်တိုင်းအကြီးကြီးဖြစ်နေပြီ။မက်ဆီခစ်ကုံပြီးဆီရိုနေဒိုခစ်ကုံပြီးဆိုပြီးပြောလေတရနိုရဲ့အမာခံပရိသတ်တွေကလက်မခံဘူး။ ဘလို့တရားပြပြမကျွတ်မဲ့သူတွေလိုပဲအတော်လေးလက်ပေါက်ကက်တဲ့သူတွေလက်ခံပါတယ်စီရိုနီတိုတခက်မက်ဆီတခက်ဘလွန်ဒီယိုကို အပြိုင်လုခဲ့တာတကယ်ကိုတန်နိုင်စံပါတယ်ဒါပေမဲ့ဘဝဆိုတာရုပ်ရှင်တကားလိုမျိုးပေါ့စ်နေပြီးရထားလို့မှမရတာအဲ့လိုသားရထားလို့ရရင်လူတိုင်းကသူတို့ချစ်တဲ့သူတွေရဲ့အနားမှာပဲအချင်းတွေကိုရက်တန့်ထားမှာပါအဲ့လိုရမရလို့အသေးကွဲတချင်းတွေကခစ်တိုင်းမှာအောင်မြင်နေတာမဟုတ်လားဘလို့ပဲဖြစ်ဖြစ်ပါရမကြီးခစ်ကရောက်လာပြီသူက မက်ဆီတို့စီရိုနယ်ဒိုတို့ထက်ပိုပြီးအောင်မြင်မလားဆိုတာစောင့်ကြည့်စေချင်ပါတယ်။